အာဝတိုင်းပသိမ်မြို့ပြည်တော်စုကွင်းကဗိုလ်ချုပ်အောင်ဆန်းရုပ်ထုနဲ့အာဇာနည်ရင်းမြစ်ကိုနိုဝင်ဘာ၁ရက်ညပိုင်းမှာတိုင်းစစ်ကောင်မရှင်ကလုံခြုံရေးအင်အားများပြားနဲ့ဖျက်ဆီးဖယ်ရှားကမိုးလုံလီလုံအာကတာကွင်းစီမံကိန်းတစ်ခုပြုတ်လုပ်နေတယ်လို့မြို့ကန်တွေကလူလူမြမာကိုပြောပါတယ်။ ပသိမ်မြို့အမှတ်3ရက်ကွဲကံ30အတွင်းမှာရှိတဲ့ဗိုလ်ချုပ်ကျေးရုပ်ထုနဲ့အာဇာနည်ဗိမာန်ရင်မြေကိုစစ်ကောင်စီအင်ဂျင်နီယာတပ်ကလူကြုံရင်အားအများပြားချကာမြေတရင်နှစ်စီးသုံးပြုပြီးနိုဘာ၁ရက်ည7:00အချိန်မှာလာရောက်ဖျက်ဆီးခဲ့တာဖြစ်တယ်လို့အမှတ်3ရက်ကွဲဒေသခံတွေကပြောပါတယ်။ပြည်တော်စုကွင်းပတ်လည်နဲ့ကံ30နေရာလမ်းတစ်လျှောက်ကိုစစ်တပ်နဲ့ရဲတွေလူကြုံရင်အားအများပြားချထားတယ်လို့ဗိုလ်ချုပ်ကျေးရုပ်ထုနဲ့အာဇာနည်ဗိမာန်ရင်ပြင်ဖျက်ဆီးထားတဲ့နေရာပတ်လည်ကို ပိတ်စာဈေးတွေနဲ့ကာရန်ထားလိုက်တာဒီကနေ့နိုဝင်ဘာ3ရက်မနက်ပိုင်းမှာတွေ့ခဲ့ရတယ်လို့ပသိမ်မြို့ကန်တွေကပြောပါတယ်။ဗိုလ်ချုပ်ကြီးရထုနဲ့အာဇာနည်ရှင်ပြန်ကိုဖယ်ရှားဖြတ်စည်းဖို့အတွက်တိုင်းစစ်ကောင်မရှိဝင်းကျော်တင်မောင်ဝေးမှမိတ်ပေးခဲ့ကရုပ်တုတင်မဖြတ်စည်းခံရခဲ့အောက်တိုဘာ30ရက်မနက်ပိုင်းမှာလူရည်2500ဆန်နယ်မိုးလုံးလေးလုံးအားစားရုံစီမံကိန်းအစိုးပြုပုံစံငယ်ဆိုတဲ့စိုက်ဘော့တစ်ခုကိုပြည်သူ့ကွေးနေရအနီးစိုက်ထုထားတာတွေ့ရှိခဲ့ရတယ်လို့ဒေတာချေဆိုင် Data News Agency မှာဖော်ပြထားပါတယ်။ ပသိမ်မြို့ကဗိုလ်ချုပ်ကျေးဦးနဲ့အာဇာနည်ရေးမြေကိုစစ်ကောင်စီကဖျောကျဖျက်ဆီးတာနဲ့ပတ်သက်လို့မြို့ကနေကလူမှုကွန်ရက်ဆာမျက်နှာကနေဝေဖန်မှုတွေရှိနေပါတယ်။လာတူနေပြည်တော်ပုပ်ပတိမြို့နဲ့ပုပ်ပတိဈေးအနီးပန်းချန်တဲကဗိုလ်ချုပ်ကျေးဦးထုနဲ့ဘကုမြို့ရှင်မော်တော်ဖျားလိုက်ပေါ်မှာရှိတဲ့ဗိုလ်ချုပ်ကျေးဦးရုပ်ထုကိုပြီးခဲ့တဲ့ဇူလိုင်လကုန်ပိုင်းနဲ့အောက်လပထမပတ်ညပိုင်းမှာ အာနာသိန်းစစ်ကောင်ဆောင်မင်းအောင်လိုင်အမိန့်နဲ့စစ်ကောင်ရှင်တက်တဲ့ကဖျောကျဖျက်ဆီးထားပါတယ်။